TikTok ခံရတော့မနေတူရဲ့ဆ iam ချူရဲ့အမှတ်တရပါအရင်ရိုက်ချင်ပါတယ်အရင်ဇညွန်ခွဲချင်ပါတယ်အမှတ်တရပါအရင်ဇညွန်ခွဲချင်တဲ့ဝတ္ထုတွေမှာတပုတ်ပါဝင်ပါအရင်ခွဲချင်ပါအဲ့ကျွန်မရဲ့ dream ပါဘူးအမနောက်ကနေမှွေတာတော့တကယ်တော့အဲ့ဒီလေဆက်ရတကားကလေတကယ်တော့တိပြောချင်တာလေဟွာလေတိအဲ့လောက်ပညာမပြည့်တာ တကယ်တကယ်ရေးနိုင်တယ်လို့တကယ်လေးစားတကယ်တကယ်မော်မော်အဲ့ဒါအတီအတီပြောရအောင်မနောက်နဲ့တကယ်လေးစားတာပါအဲ့တကယ်ဟိုနော်ဟာတလေးတိမတော်ဘူးသူလူအများရီအောင်လုပ်ဖို့ကလေအရန်ခက်ခဲပါတယ်အော်တိရဟိုငိုအောင်လုပ်တာမှတကယ်လွယ်တယ်ပေါ့နော်အဲရီအောင်လုပ်ဖို့ကအရန်ခက်ခဲတယ်ပြီးရရီပဲရီတက်တာသူများရီအောင်လည်းမလုပ်တတ်တဲ့အတွက်အာဒီပုံမှန်လည်းအားလုံးကသူ့တဲလက်နဲ့သူသူ့ပါရမီနဲ့သူလာတာဖြစ်တဲ့အတွက်တိတကယ်ကိုစာရေးသူချင်းတကယ်ကိုလေးစားပါတယ်တကယ်ပညာသင်ခွင့်ရတယ်တကယ်သင်ချင်ပါတယ်တကယ်လေးစားပါရှင့် အဓိက driver ပေါ့နော်ကိုပြေရှုနိုင်နေရဆက်သွယ်လာပါတယ်ဒီဆက်မဝင်မျိုးတက်ကဲဇလန်းလေးကိုဖက်ကြည့်ပေးပါဆိုတဲ့အခါကျတော့အာဒီဖက်ကြည့်တဲ့အချိန်မှာအရှမ်းသဘောကျပါတယ်အာနောက်တစ်ခုကဟိုပေးခြင်းနဲ့ဟိုတိယူဆရဲ့ပေးခြင်းနဲ့ message တော့မဟုတ်ပါဘူးယူဆရဲ့ယူဆလေးပေါ့နော်လူတိုင်းကအမားနဲ့မကင်းဘူးဆိုရဲအာဟာလေးကိုတိတွေ့သွားတဲ့အတွက်အာဒီဇလန်းလေးကိုဇက်ညွှန်းရေးပစ်ခဲ့တာပါဟုတ်အာလူသားဆန်တဲ့စကားလုံးတွေပဲ ညသားပြင်းသုံးပါတယ်ဂျိုသားဆက်နဲ့စကလုံးတွေတော့မသုံးတော့နောက်တယ်ဟုတ်ကဲ့ဒီဇလန်းကတော့လေဟိုမျိုးသမီးတွေဖြစ်တတ်တဲ့သဘာဝအာချစ်တတ်တဲ့သဘာဝအာမျိုးသမီးတွေမှောင်ရတတ်တဲ့သဘာဝလေးကိုဖော်ပြထားတဲ့ဇလန်းမျိုးပါပဲအဲ့တော့ကိုရန်လည်းမျိုးသမီးတယောက်ဖြစ်တဲ့အတွက်အကြီးတဲ့ပြိတ္တတွေတဲ့မှာလည်းမျိုးသမီးတွေဆိုရင်အော်တာရီယာဖြစ်တတ်ပါလားဆိုတာမျိုးဟိုဖြစ်စေခြင်းလုံးနဲ့တူပါတယ်ဒရိုက်တာရဲ့စေတနာလည်းပါပါလိမ့်မယ်ဟုတ် ရိုက်တော့ခံရတော့မနေတူရဲဆီမချူရဲ့အမှတ်တရပါအရင်ရိုက်ချင်ပါတယ်အရင်ဇညုံခွဲချင်ပါတယ်အမှတ်တရပါအရင်ဇညုံခွဲချင်တဲ့ဝတ္ထုတွေမှာတပုတ်ပါဝင်ပါအရင်ခွဲချင်ပါအဲ့ဒါကျမရဲ့ dream ပါဘေးတော့မျိုးဂျူးခေစီလားလို့ဘေးတော့မျိုးဟုတ်ကဲ့အာဆီမချူတို့ဆီမဂျီအေတို့နောက်ဆီမင်းလူတို့ဆီနေဝင်းမြင့်ဆီမခင်ခင်တို့အားလုံးရဲ့ခရစ်စီဟုတ်ကဲ့အငယ်သေးတယ်အာ ဖတ်တဲ့အချိန်မှာတော့ဟိုပါဘောအာ eco second ရလောက်ဖြစ်နေပြီအရင်စိတ်ကူးရင်လောကောင်းနေအရွယ်ပါအဲ့ဒီတရားမောင်းလို့တွေ့မတွေ့ဘူးမွေ့မွေ့ဖောက်ပါအောင်ကျမကျမ mountain မှာဟုတ်ဟုတ်အဲ့ဒါမေးချင်တာလားဟုတ်ကဲ့ပါဟုတ်ကဲ့ကျမ mountain ကိုကိုတင်းမို့ဒီတက်ရွယ်ဆိုကိုကိုလည်းစင်မပြေတော့မျောလင်းရဲပါဦးအကယ်ဒမီရော ပြောလဲပါဒါပေမဲ့အဲဇက်ကားတိုင်းကိုပေါ့နော်ဒီဇက်ကားမှတော့မဟုတ်ပါဘူးနောင်လာမဲ့ရုပ်ရှင်ကားတိုင်းကိုလည်းဒီကတိတိကျကျလေးတော့ဟိုဟိုခန်းစားပြီးတော့အများကြီးရေးပါတယ်ဟောကိုမွေးဖွားရတဲ့ဇက်ကောင်တွေကိုလည်းအရင်လေးလေးစားစားလေးရှိပါတယ်ခိုင်ကြရင်ကိုမွေးဟိုရေးလိုက်တဲ့ဇက်ကောင်တိုင်းဟာအပြင်ကကာရိုက်တာတော်တော်လေးထိခိုက်နေတာပါမှာဆိုရဲစိုးရိမ်မှုရှိတဲ့အထိကိုအဲဒီအများဟိုလေးလေးစားစားလေးနဲ့တော့ရေးပါတယ်အဲ့တော့ဇလန်းလိုက်ဇညွန်းလိုက်ကိုတော့ဒီတခြားလေးမျှော်လင့်ပြီးတော့ရေးခဲ့ပါတယ်ဟုတ် မတက်ပါဘူးနုပညာကြီးကမတက်ပါဘူးဟွာပုံစင်းနှုတ်နဲ့မတက်သေးဘူးနုပညာကြီးကလည်းမတက်ပါဘူးရှင်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါဆိုရင်တော့နုပညာကြီးတက်မှာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့မွေအဲ့ဒီကမနောက်ကွယ်နေမွေတာတော့တကယ်တော့အဲ့ဒီဆက်ရတကားကလေတကယ်တော့အတိပြောချင်တာလေဟွာလေတိရအဲ့လောက်ပညာမပြည့်တာတကယ်တကယ်ရေးနိုင်နေတယ်တကယ်လေးစားတကယ်တကယ်မော်မော်အဲ့ဒါအတိအတိပြောတာတော့မနောက်နဲ့တကယ်လေးစားတာပါ အဲ့တကယ်ဟိုနောက်ဟာတာလေးတိမတော်ဘူးသူလူမျိုးရီအောင်လုပ်ဖို့ကလေအရန်ခက်ခဲပါတယ်အာတိရဟိုငိုအောင်လုပ်တာမှတကယ်လွယ်တယ်ပေါ့နော်အဲရီအောင်လုပ်ဖို့ကအရန်ခက်ခဲတယ်ပြီးရရီပဲရီတက်တာသူမျိုးရီအောင်လည်းမလုပ်တတ်တဲ့အတွက်အာဒီပုံမှာလည်းအားလုံးကသူ့ talent နဲ့သူ့သူ့ပါရမီနဲ့သူလာတာဖြစ်တဲ့အတွက်ပြတကယ်ကိုစားရည်သူချင်းချင်းတကယ်ကိုလေးစားပါတယ်တကယ်ပညာသင်ဝင်ရတယ်တကယ်သင်ချင်ပါတယ်တကယ်လေးစားပါရှင်ကျေးဇူးပါမီဒီယာကွင်းဟုတ်ကဲ့ကျေးဇူးပါရှင်